ျွန်တော်ရဲ့ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အရှိန်းလုံးပေါင်းရှင်ပရိတ်6လုံးကိုပြန်နေပြတော့မှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်နံပါတ်27ကနေစာပြီးပြပေးထားရှင်ဖြစ်ပါတယ်ဒီ009ကနေပေါ့နော်အဲ့ဒီ009မှာကျွန်တော်အရှိန်းလုံးပေါင်းတာဖြစ်ပါတယ်ဒီခွန်နဲ့ခွန်ပေါင်းတော့ပေါင်းရှင်း7ပေါ့နော်ဒီ9689နှစ်လေးထက်ကခွန်ခွန်ပေါင်းရှင်း7ဖြစ်ပါတယ် ဒီခုနှစ်ရတဲ့ချိန်မှာလည်းကျွန်တော်အဲ့ဒီခွင့်ရတုံးမြရဲ့ပေါင်းရှင်ခုနှစ်ပြိပေါ့နော်၈၉တင်းနဲ့၅ခွန်ထဲကခုနှစ်ပြိခွန်တုံးမြဖြစ်ပါတယ်ဒီမှာလည်းကျွန်တော်၃ခွန်ခွန်ပေါ့နော်ဒီအရှိနှလုံးပေါင်း၃နဲ့ခွန်ပေါင်းရှင်က၁၀တုံးမြပြိဖြစ်ပါတယ်ဒီ၈၉လေးမှာလည်းကျွန်တော်ဒီ၈ရ၉ရပေါင်းရှင်က၁ခွန်ခွန်ပြိပေါ့နော်ဒီ၅၆၃မှာကျတော့ဒီအရှိနှလုံးပေါင်း၅နဲ့၆ပေါင်းရှင်၁၁ပြိဖြစ်ပါတယ်ခင်ဗျာ ဒီ6ရှစ်ခုမှာတော့ဒီ6နဲ့10ပေါင်းရှင်းဒီ celebrate ပေါ့နော်ဒီနှစ်နှစ်ခုနှစ်ကြိမ်မှာကျတော့ဒီနှစ်နဲ့ဒီနှစ်နဲ့ပေါင်းရှင်းဒီ4ပေါ့နော်4ပြည့်ဖြစ်ပါလေ3နဲ့10နဲ့ပေါင်းတာ7ပြည့်ဖြစ်ပါလေ3တုံညာခုမှာအရှိနှလုံးပေါင်း3ညာရင်3ရပေါင်းရှင်း3ပြည့်ဖြစ်ပါလေဒီ3ခါနှစ်မှာလဲကျွန်တော်ခွန်ရှင်း3ညာဒီ4 6ထဲက3ရ5ရပေါင်းရှင်း10ပြည့်ဖြစ်ပါလေ ဒီ3ခုနှစ်မှာ39ပေါင်းရှင်းကစနေပရိဖြစ်ပါတယ်ခင်ဗျာဒီနှစ်လေးရှောက်မှာနင်းနဲ့4ပေါင်းရှင်း6ပရိပေါ့နော်3နှစ်လေးမှာလည်းကျွန်တော်ဒီ3နဲ့နင်းနဲ့ပေါင်းရှင်း9ပရိဖြစ်ပါတယ်ရှင်း9နှစ်မှာရှင်းရ9ရပေါင်းရှင်းက73ပရိဖြစ်ပါတယ်ရှင်းရှောက်9မှာရှင်းနဲ့6ပေါင်းရှင်း74ပရိဖြစ်ပါတယ်ခင်ဗျာ3ရှောက်မှာ3နဲ့9ပေါင်းရှင်းဒီ10ပရိဖြစ်ပါတယ်6လေးရှောက်မှာရှောင်းနဲ့4ပေါင်းရှင်း3ည30ပေါ့နော် ဒီကိုနဲ့ခွန်ပေါင်းရှင်းကဆက်ချောပလေးဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်တော်ဒီ6 9 6ပေါ့နော်6 9 6မှာ6ရဲ့9ရဲ့ပေါင်းရှင်း15ပလေးဖြစ်ပါတယ်ခင်ဗျာအထက်နံပါတ်40 69ရှင်းမှာရှင်းနဲ့9ပေါင်းရှင်း18ပလေးဖြစ်ပါတယ်โอเคကျွန်တော်ပြခဲ့တဲ့ဗမာ4983ဆိုပြီးဖြစ်ပါတယ်ဗောနောအဲ့မှာတော့ကျွန်တော်1 4 5ဆိုပြီးဖြစ်ပါတယ် တင်လေး၅ဖြစ်ပါတယ်ဗောနော်ဒါကြောင့်အရှိနှလုံးပေါက်မှာဖြစ်ပါတယ်ဒီတင်နဲ့လေးပေါင်းတာဖြစ်တယ်ဗောနော်ဒီတင်နဲ့လေးပေါင်းခြင်းဒီမှာဆိုရင်၅ပြိဖြစ်ပါတယ်ခင်ဗျာအကျဉ်းအဖြစ်နံပါတ်40နဲ့အကျဉ်းအထိရှိတော့ခင်ဗျဖြစ်ပါတယ်ပြီးခရစ်ဘတ်မှာတော့ကျွန်တော်ဤမပြလိုက်ဘူးဗောနော်ဒါလေးကိုကျွန်တော်အိုက်ရှင်များနှီးလေးလာလို့ရအောင်ပြန်လည်နှောင်းတတ်မှာဖြစ်ပါတယ်ခင်ဗျာ ီခဲ့တဲ့ဘက်မှာတော့ကျွန်တော်ဒီတိုင်းပဲတင်ပြလိုက်တာဖြစ်ပါတယ်ဒီတစ်ဘက်မှာတော့ကျွန်တော်တွန်နီနဲ့တကွာပြပေးသွားမယ်ပေါ့နော်ဒီခွန်ခွန်ကိုကနေကျွန်တော်ကုလို့စေတော့ဒီပရိချောင်းလုံးလုံးဟာကိုပြပေးမရှိသေးဘူးပေါ့နော်ဒါကအတုံးလိုတဲ့မိတ်ဆွေများအသက်ဖြစ်ပါတယ်။ဒါဆိုရင်တွေ့ရင်းလေးကိုကျွန်တော်အတူတူဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ဒီကျွန်တော်တို့3969ရှောက်ကနေစပြီးလေ့လာကြအောင်ပေါ့နော်။အစားအနေတော့ကျွန်တော်ချိန်ရှိမှပြရတော့ပေါ့နော်။ အဲ့ဒီကျွန်တော်ဒီ3596ရောက်ရောက်မှာဒီ3ကို6နဲ့မြောက်မှာဖြစ်ပါတယ်ခင်ဗျာ6ကြိမ်ပေါင်းတာပေါ့နော်ပြီးရင်ဒီ5ကိုကြတော့ကျွန်တော်3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်3ကြိမ်ပေါင်းတယ်ပေါ့နော်ဒီ696ထိပ်စီ6မှာ2ကြိမ်ဖြစ်ပါတယ်ခင်ဗျာပြီးရင်955မှာကြတော့ဒီ5ကို2ကြိမ်ပေါင်းတယ်ပေါ့နော်ဒီ6တင်မပေါ့ဘူးပြီးရင်93တင်မှာကြတော့ကျွန်တော်ဒီ3ကို2ကြိမ်ပေါင်းတယ်ဒီ889မှာဒီ8ကို4နဲ့မြောက်မယ်ပေါ့နော် ီ9ကိုနှစ်ကြိမ်ဖြစ်ပါတယ်ခင်ဗျာဒါဆိုရပြီပေါ့နော်6 3ဖြစ်ပါတယ်3 5ကဖြစ်ပါတယ်ခင်ဗျာဒီ6ကတစ်ကြိမ်ပေါ့နော်ဒီ9နှစ်ကြိမ်ပေါင်းတာက30ဖြစ်ပါတယ်ဒီ3ကတစ်ကြိမ်ပေါ့နော်လေရှင်းလေရှင်းလေးဒီ30နဲ့နှစ်ကိုဒီအနောက်က9နှစ်ချိန်ပေါင်းရှင်း session နဲ့ပေါင်းတာဖြစ်ပါတယ်။နေနဲ့ချေပေါင်းရှင်း30ဖြစ်ပါတယ်ခင်ဗျာ 9နဲ့6ပေါင်းတာ7တိတင်းနဲ့ကိုဒီ3နဲ့ပေါင်းတော့လေးရမယ်ပေါ့နော်အဲဆိုရင်ကျွန်တော်၄5ပေါ့နော်၄5ကို2ပေါင်းရှင်းခွန်8 8ကို3ပေါင်းတာဖြစ်ပါတယ်8ကို3ပေါင်းတာ7တိတိကို2နဲ့ပေါင်း3ပေါ့နော်၄5 8တိ3ပါဆိုရင်8ကို8ဖြစ်ပါတယ်ဒီမှာပေါ့နော်၄5 8တိ3ပါ8ကို8ဆိုတော့အဲ့ဒီမှာကျွန်တော် အရှိနှလုံးပေါင်းမယ်ပေါ့နော်ရှင်းနဲ့ကိုပေါင်းရှင်းကဒီမှာ16ပြိဖြစ်ပါတယ်ခင်ဗျာရှင်းရကိုရပေါင်းရှင်း16ပေါ့နော်ဒီမှာပြပြထားတဲ့4 9 8 3ဆိုပြီးဖြစ်ပေါ့နော်နောက်ထပ်နံပါတ်40နဲ့3 3 5တစ်ချိန်ကိုလည်းကျွန်တော်ဆက်ပြီးလေ့လာကြအောင်ပေါ့နော်ဒီ3 9 9 6 9 6မှာ3 9ကို6ချိန်ပေါင်းတာတွေအတွက်ဒီ3ကိုလည်း6နဲ့မြောက်မှာဖြစ်ပါတယ် ငါ့ကိုတုံးတိန်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီလေးကိုလည်းတုံးနေထမ်းရမှာဖြစ်ပါတယ်ခင်ဗျာပြီးရင်ဒီလျှောက်မှာဆိုတဲ့အတွက်ဒီထိတ်ဆီးရှင်မှာတစ်ချိန်ဖြစ်မယ်ပေါ့နော်ဒီငါးမှာတစ်ချိန်ဆိုတဲ့အတွက်ကျွန်တော်တို့ဒီကိုးမှာတစ်ချိန်ဖြစ်ပါတယ်ဒီတုံးမှာတစ်ချိန်ဆိုတဲ့အတွက်ဒီနှစ်မှာပေါ့နော်ပြီးရင်ဒီရှစ်ကိုလေးနဲ့မြောက်ထားတဲ့အတွက်ကြောင့်မို့ဒီတစ်ကိုလည်းလေးနဲ့ထမ်းရမယ်ဒီတစ်မှာတစ်ချိန်ဖြစ်ပါတယ်ခင်ဗျာ oh sorry နှစ်ချိန်ပေါ့နော်ဒီကိုးမှာတစ်ချိန်ဆိုတဲ့အတွက် ဒီတင်မှာနှစ်ချိန်ဖြစ်ပါတယ်။ချောင်း၃ချိန်ပေါင်းတာက၁၈ဖြစ်ပါတယ်။လေး၃လီက၁၂ပေါ့နော်။ဒီမှာ၈ကတစ်ချိန်ဖြစ်ပါတယ်။ဒီ၉နှစ်ချိန်ပေါင်းတာက၁၈ဖြစ်ပါတယ်ခင်ဗျာ။ပြီးရင်ဒီမှာနှစ်တစ်ချိန်လေးတလီကလေးကိုတင်းနှစ်ချိန်ပေါင်းရှင်းနှစ်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ ရှိနေနေပေါင်း30ပေါ့နော်ရှိရနေ30ဖြစ်ပါတယ်ဒီရှိရနေ30ဆိုတော့ဒီမှာလေးတလုံးကြံနေပေါ့နော်ဒီတော့အဘွားလိုမျိုးပဲ5ခု8တုံးပြည့်ရမယ်ပေါ့နော်5ခု8တုံးအရှိနှလုံးပေါင်းပြည့်6လုံးဆိုပြီးဖြစ်ပါတယ်အဲ့ဒီမှာတော့ကျွန်တော်6ခု8ဆိုပြီးဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာ oh sorry 5ဖြစ်ပါတယ်ပေါ့နော်5ပေါင်းချင်း5ဖြစ်ပါတယ်ခင်ဗျာ လေး၅ခွန်ရှိတိတုံးမှာတလေး၅တူတူပဲပေါ့နော်။ဒါဆိုရင်နံပါတ်40နဲ့နှစ်ကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ဒီ6နဲ့မြောက်ထားတယ်ပေါ့နော်။ဒေါ်ဒီ၄ကိုလည်း6နဲ့ထပ်မြောက်ပါတယ်။ဒီ၅ကို3နဲ့မြောက်မယ်ပေါ့နော်။ပြီးရင်ဒီထိတ်စီးချင်းမှာဆွဲအတွက်ထိတ်စီးတင်မှာတစ်ချိန်ပေါင်းမယ်ပေါ့နော်။ဒီ9ကိုနှစ်ချိန်ပေါင်းတာတွေအတွက်ကျွန်တော်ဒီ1ကိုနှစ်ချိန်ပေါင်းမယ်။ ဒီတော့နေ့မှာတစ်ချိန်ဆွဲအတွက်ဒီလေးမှာပေါ့နော်ပြီးရင်ဒီတစ်ကိုလေးနေမြောက်ထားတဲ့လိုမျိုးပဲ၃ကိုလေးနေမြောက်မယ်ဒီတစ်ကိုနှစ်ချိန်ပေါင်းထားတဲ့အတွက်ဒီအောက်က၉ပေါ်နှစ်ချိန်ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာချောင်းလေးလီက20နဲ့လေးဖြစ်ပါတယ်3 5လီ15ပေါ့နော်ပြီးရင်ထိပ်စီးတစ်ချိန်ဖြစ်ပါတယ်ဒီနှစ်နှစ်ချိန်ပေါင်းတာကလေးဒီလေးကိုတစ်ချိန်ဆွဲအတွက်လေးပေါ့နော် လေး3ချိန်ပေါင်းတာကစနစ်ဖြစ်ပါတယ်3 4ချိန်စနစ်ပေါ့နော်3 4ချိန်စနစ်ပြီးရင်9 2ချိန်ပေါင်းတာက18ဆိုပြီးဖြစ်ပါတယ်နင်းနဲ့6ပေါင်းချင်း30ဖြစ်ပါတယ်တင်းနဲ့4ပေါင်းက9နဲ့ပေါင်းရင်30ဒီ4နဲ့ဒီ4နဲ့ပေါင်းတာ10ဆိုတဲ့အတွက်ကြောင့်မို့ရှင်းကိုပေါ့နော်ကိုကိုကြမှာနင်းနဲ့ထပ်ပေါင်းတာဖြစ်တဲ့အတွက်17စနစ် နေ့ကို၃ပေါင်းရှင်းတယ်ငါငါကိုနေပေါင်းခွန်ရှစ်ကိုဒီနေ့ငါခွန်အရှိနှလုံးပေါင်းရှင်းပြိဖြစ်ပါတယ်ခင်ဗျာရှစ်ကိုဒီနေ့ငါခွန်ဆိုပြီးဖြစ်ပါတယ်ဒါတော့ကျွန်တော်ဒီနေ့အရာပေါ့နော်အဆွေဒီတစ်ပတ်မှာရှစ်ကိုဒီနေ့ငါခွန်ဆိုပြီးဖြစ်ပါတယ်အဲ့ဒီရှစ်ကိုဒီနေ့ငါခွန်ဒီဒီ ခုနှစ်ရာတစ်ချိန်မှာလေခုနဲ့တမန်နဲ့ပါရှင်ခုနှစ်ပြည့်စုံပြီဖြစ်ပါတယ်ခင်ဗျာဒီမှာလေရှီကူတင်းနေမှာခုပါနော်โอเคဆက်ပြီးတော့ကျွန်တော်ဒီတစ်ချိန်မှာဒါလေရှီကူတင်းနေမှာခုဒီမှာနှစ်ချိန်ဖြစ်ပါတယ်တစ်ချိန်နှစ်ချိန်ပေါ့နော်ဆိုတော့ဒီ20နဲ့နှစ်ချိန်ပါလေကျွန်တော်19တင်းနဲ့9ခွန်အရှိနှလုံးပေါင်းရှင်ပြိစုပြီဖြစ်ပါတယ်ဒါကတော့တင်းချာနီးအရာမရှိနာလေးလာလို့ရအောင်ညနေပိုင်းရှင်းတာဖြစ်ပါတယ် โอเคကျွန်တော်ဒီပရိတ်6လုံးပါเนาะဒီပရိတ်6လုံးရဲ့နောက်ထပ်ကျွန်တော်အအကြိမ်အဖြစ်ရာကျော်ပါเนาะအကြိမ်အဖြစ်ရာကျော်ဒီရရှိနှလုံးပေါင်းရှင်ပရိတ်အားနေတာပါเนาะအဲ့မှာအဲ့ဒီဟာကတော့ကျွန်တော်6ရဲ့3ရဲ့စပီးဖြစ်ပါတယ်6 3အရှိနှလုံးပေါင်းခြင်းပြိအားနေတယ်ပေါ့နော်6ရဲ့ 3ရဖြစ်ပါတယ်ဆိုတော့အဲ့ချစ်ကူတင်းနဲ့9ခုမှလည်း63မပါတဲ့အတွက်ကြောင့်မို့ဒီ69တင်းနဲ့9ခုထဲကအရှိနှလုံးပေါင်းရှင်ပရိဖြစ်ပါတယ်ပေါ့နော်โอเคဒါကတော့တင်းချမ်းလမ်းညွှန်ချက်အရာမရှိများနေတာလို့ရအောင်ပြန်လည်မြောက်ဝင်ရှင်းတာဖြစ်ပါတယ်ငင်းလမ်းညွှန်ချက်တက်တက်တာဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတယ်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ